ီဘကနေတရားမှွင်ဝင်ရောက်လာတဲ့ချက်တွေကြောင့်စက္ကန့်တော်ခွေယောဂဖြစ်ပွားမှုနှုန်းဟာအရင်နှစ်တွေနဲ့မတူပဲလက်ရှိ3လနှစ်အတွင်းမှာစက္ကန့်တော်ခွေယောဂဖြစ်ပွားမှုနှုန်းမြင့်တက်လာတယ်လို့မန်လေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူးဒေါက်တာနေသူရင်ကပြောပါတယ်။ပြည်တွင်းရှိမွေးမြူရေးကျက်ခြံတွေမှာယောဂဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပေမဲ့ပြည်ပမှာတရားမှွင်ဝင်ရောက်လာတဲ့ချက်တွေကိုထိန်းချုပ်နိုင်မှုမရှိသေးတာကြောင့်ယောဂဖြစ်ပွားမှုမြင့်တက်လာခြင်းဖြစ်တယ်လို့ဒေါက်တာနေသူရင်ကပြောပါတယ်။ဥပမာဒီယောဂပိုင်းဟာချိန်ချောက်လာတာလည်းရှိတယ်။ဒီဟို illegal import တွေပေါ့။ ပြည်ဒီကံကိုကျွန်တော်ပြည်တွင်းမှာဆိုရင်ခြံနေကသူ့ဟာသူဟိုယောဂါကာကွယ်စနစ်တွေဇူဝါလုံရေးစနစ်တွေရှိရပါတော့ဖာမာ level ပိုင်းစကြတီရှိတယ်ဒါပေမဲ့အဲ့ကောင်ကိုကျွန်တော်တို့ကပြည်ပနေဝင်လာတဲ့အခါကျကျွန်တော်တို့ဒီ national level ပိုင်းစကြတီကိုမထိန်းနိုင်မှုဖြစ်နေရပါတော့မထိန်းနိုင်မှုဖြစ်နေတာကြာအဲ့ရနေဒီနှစ်ပိုင်းတွေမှာကျွန်တော်ယောဂါပြည်တွင်းမှာရှိမွေးမြေလုပ်ငန်းတွေမှာယောဂါဖြစ်ပွားတဲ့နှုံးတွေကအရင်နှစ်တွေနဲ့မတူအောင်အများကြီးပိုပြီးတော့စိတ်လာတယ်အဓိကအချိန်ကြောင်းကတော့ကျွန်တော်တို့ဒီဟိုပြည်ပနေ ဝင်လာတဲ့ယောဂတွေကကျွန်တော်အဓိကချိန်ရမှာပါပြည်တွင်းမှာ2015ခုနှစ်နဲ့2016ခုနှစ်အတွင်းမုံရကြက်မွေးမြူရေစုံမှာကြက်ငှက်တော်ဝေယောဂဖြစ်ပွားမှုမြင့်တက်ခဲ့တယ်လို့လည်းသိရပါတယ်။ပြည်ပနိုင်ငံတွေကနေတရားမဝင်ဝင်ရောက်လာတဲ့ယောဂဖြစ်ပွားနိုင်တဲ့ကြက်တွေဝင်ရောက်လာတာကြောင့်နယ်စပ်ကုံတွေရိတ်တွေကိုအဓိကဖြစ်တယ်လို့ဒေါက်တာနေသရင်ကပြောပါတယ်။စကိုင်းတိုင်းဒေသကြီးမုံရမြို့ကြက်မွေးမြူရေစုံတွင်2016ခုနှစ်မက်လ31ရက်ကစတင်ပြီးဧပြီလ16ရက်အထိကြက်ကောင်ရေစုစုပေါင်း284ကောင်ယောဂဖြစ်ပွားပြီးတည်ဆုံးခဲ့ကြ။ ကြက်ကောင်ရီစုစုပေါင်း11,285ကောင်ကိုယောဂထိန်းချုပ်နိုင်မှုအတွက်မြေမြုပ်ရှင်းလင်းခဲ့ကြ။ယောဂဖြစ်ပွားသောကြက်များစီကနေဓာခွဲနမူနာများရယူဆန်သက်စစ်ဆေးခဲ့ရာတန်တရားဖြစ်ပွဲကြက်ငတ်တဝေယောဂဘိုးတွေ့ရှိခဲ့ကြောင်းနဲ့မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနရဲ့ဓာခွဲခန်းမှာထပ်မံဆန်သက်စစ်ဆေးခဲ့ကြရာကြက်ငတ်တဝေယောဂဘိုး H5 နဲ့ H9 တွေ့ရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်လို့လည်းသိရပါဗျ။ဒီသတင်းကို Sunday News Bureau မှာရန်နိုင်ဇော်ဝင်းကပေးပို့တာဖြစ်ပြီးကျမဤီလွင်ကတင်ဆက်တာဖြစ်ပါတယ်။